Apple မင်္ဂလာပါတာတာမီမီတို့ရေဒီနေ့တာတာမီမီတို့ကို ပြောပြပေးမှာကတော့ကျက်သစ်အကြောင်းမျိုးဖြစ်ပါတယ်ကျက်သစ်တွေကကမ္ဘာအမြန်ဆုံးကုန်းနေတဲ့ဝါဖြစ်ပါတယ်သူတို့ကတနာရီကို ကီလိုမီတာ100ကျော် မိုင်အားဖြင့်60နီးပါးအထိပြေးနိုင်ပါတယ်တဲ့သူတို့ရဲ့ရှည်လျားပြီးတောက်တင်တဲ့ခန္ဓာကိုယ်ကသူတို့မြန်မြန်ပြေးဖို့အတွက်ကိုအထောက်အကူဖြစ်စေပါတယ်တဲ့ တသစ်တွေကအရန်ကိုတိတ်တဆိတ်နေတတ်ပြီးသူတို့ရဲ့ခန္ဓာကိုယ်ပေါ်ကအဆက်ပြောက်တွေနဲ့သစ်ပင်တွေခြုံပုတ်တွေထဲမှာအုံအောင်မိနေတတ်ပါလေတဲ့ပြက်မှတ်ကိုတေချာရွေးပြီးမှချောမောလှပစွာခုန်ဆင်းတိုက်ခိုက်တတ်ပါလေတဲ့တသစ်တွေရဲ့ခန္ဓာကိုယ်ပေါ်ကအဆက်ပြောက်တွေကသူတို့အတွက်လှဲကွက်တစ်ခုပဲဖြစ်ပါတယ်တဲ့အဲ့ဒီအဆက်ပြောက်တွေကသက်ရွက်တွေချာမှာမထင်ရှားအောင်ဖုံးကွယ်ပြီးရဲဒါကြောင့်သားကောင်တွေကသူတို့ကိုလွယ်လွယ်နဲ့မမြင်နိုင်ကြဘူးတဲ့ ချက်သစ်တွေကညနေခင်းနဲ့ညဘက်တွေမှာ အမဲလိုက်တတ်ကြပါတယ်တဲ့။သူတို့ရဲ့အမြင်အာရုံနဲ့အကြားအာရုံကညဘက်မှာပိုကောင်းပါတယ်တဲ့။သူတို့ဟာသူတို့ထက်သေးငယ်တဲ့အားနည်းတဲ့အကောင်တွေကိုပါကောင်အဖြစ်ရွေးချယ်ပါတယ်တဲ့။လူတွေရဲ့တစ်တောဖြည့်ဆည်းမှုနဲ့အမဲလိုက်မှုတွေကြောင့်ချက်သစ်တွေရဲ့အရေးအတွက်ကတိတိတသားကြာဆင်းလာပါတယ်တဲ့။ဒါကြောင့်သူတို့ကိုကာကွယ်ဖို့တဘာဝထိမ့်သိမ့်ရည်တွေလှုပ်ဆောင်နေကြရ သားမမျိုးသိထားမယ့်အချက်ကလေးရတော့စက်တစ်တွေကသဘာဝအတွက်အရေးကြီးတဲ့တားရတရိစံလေးဖြစ်ပါတယ်။သူတို့ကိုအနေမပြုတ်ပဲသူတို့ရဲ့နေရာမှာလွတ်လွတ်လပ်လပ်ရှင်သန်ခွင့်ပေးဖို့လိုပါတယ်တဲ့။အဲအခုစက်တစ်အကြောင်းသိပြီဆိုတော့မိခွန်လေးတွေဖြည့်ကြည့်ကြမယ်နော်။စက်တစ်တွေရဲ့ခန္ဓာကိုယ်ပေါ်မှာဘာတွေရှိလဲ။၁အစင်းချောင်းတွေ။၂အဆက်အပြောက်တွေ။၃လေးထောင်ပွက်တွေ။ဟုတ်ပါရဲ့ ဆက်အပြောက်တွေဆိုရင်တော့အပြည့်မှန်ပါရဲ့။ကဲနောက်ထပ်အကောင်လေးတွေကြောင်းလည်းထပ်နာထောင်ကြည့်ရအောင်နော်။ SHEP ရှိသတ္တမမီတို့ကိုဒီနေ့ပြောပြမယ့်အကောင်လေးကတော့တိုးကလေးရဲ့အကြောင်းလေးဖြစ်ပါရဲ့။တိုးလေးတွေကအဖြူရောင်အမွှေးကိုပိုင်ဆိုင်ထားတဲ့သတ္တဝါတွေဖြစ်ပါရဲ့။သူတို့ရဲ့နူးညံ့တဲ့အမွှေးတွေကိုညှက်ပြီးလူတွေရဲ့အင်ဂျီတွေ၊ဆွဲတာတွေအဖြစ်အဝတ်ထည်တွေရန်လုပ်ကြပါရဲ့တဲ့။ အမွှေးတွေညှက်ပြီးပြင်မယ်လေသူတို့အမွှေးတွေကပြန်ပေါက်တာကြောင့်သိုးတစ်ခေါင်ကိုတစ်နှစ်မှာ4-5ကီလိုဂရမ်ထိအမွှေးရနိုင်ပါတယ်တဲ့သိုးတွေမှာထိုးစမ်းတာကတော့အမျက်လုံးပဲဖြစ်ပါတယ်သူတို့ကမျက်နာကိုဘေးကိုမနှဲ့ပဲ360ဒီဂရီနီးပါးမြင်နိုင်ပါတယ်တဲ့။ဒါကြောင့်ရန်သူပိုအလွယ်တကူသတိထားမိနိုင်ပါတယ်တဲ့။သိုးတွေဟာအုပ်စုလိုက်နေတတ်တဲ့သတ္တဝါတွေဖြစ်ပါတယ်။သူတို့ဟာသိုးအုပ်ကြီးနဲ့သာနေတတ်ပြီးတော့တကောင်ထဲခွဲထားရင်စိတ်ပြီစီးပြီးနေမကောင်းဖြစ်တတ်ပါတယ်တဲ့။ တိုးထီးတွေမှာဥโจကြီးတွေပါရဲ့အဲ့ဒီဥโจတွေကို အချင်းချင်းတိုက်ခိုက်တဲ့နေရာမှာတုံးကြပါတယ်တဲ့နောက်ပြီးတိုးကလေးတွေဟာတိုးမမေရဲ့ byte ထဲကထွက်ပြီးပြီးချင်း7မိနစ်အတွင်းမှာပဲမတက်ရနိုင်ပြီးတနားရီအတွင်းမှာပဲပြေးနိုင်ပါတယ်တဲ့ဒါဟာရန်သူတွေရန်ကနေအမြန်ရှောင်ဖို့တဘာဝကပေးတဲ့အရေးသေးဖြစ်ပါတယ်တဲ့တိုးကလေးတွေဟာလူတွေအတွက်အဝတ်ထည်တွေကိုပေးတဲ့အသုံးဝင်တဲ့တရိတ်ဆန်လေးတွေဖြစ်တာကြောင့်သူတို့ကိုဂယုဆိုင်ပြီးချစ်ခင်ကြရမယ်နော် ကဲအခုတိုးလေးတွေအကြောင်းသိပြီဆိုတော့မိကုံးလေးတွေဖြည့်ကြည့်ကြမယ်နော်တိုးလေးတွေကဘာအယောင်လဲ1အဝါယောင်2အဖြူယောင်3အစိမ်းယောင်အဖြူယောင်ဆိုရင်အဖြူမှန်ပါလေတိုးလေးတွေကအဖြူယောင်ရှိတဲ့တတဝါလေးတွေဖြစ်ပါတယ်ကဲနောက်ထပ်အကောင်လေးတွေအကြောင်းဆက်နားထောင်ရအောင်နော် W L L မင်္ဂလာပါတာတာမီမီတို့ရေ ဒီနေ့တသားမိမိတို့ကိုပြောပြမှာကတော့ဇီကွက်အကြောင်းပဲဖြစ်ပါတယ်။ဇီကွက်ကတော့ငှက်တစ်မျိုးဖြစ်ပြီးပညာရှိဇီကွက်ဉာဏ်ကြီးရှင်ဇီကွက်လို့ပုံမြင်တွေထဲမှာခေါ်တတ်ကြရနော်။ဇီကွက်တွေကညာဘက်ကျမှလှုပ်ရှားတဲ့သတ္တဝါတွေဖြစ်ပါတယ်။သူတို့ကညာဘက်မှာပဲအမဲလိုက်တယ်။သူတို့ရဲ့ကြီးမားတဲ့မျက်လုံးတွေကဘလောက်တောင်မှအမြင်အာရုံစူးရှာလဲဆိုတော့အလင်းရောင်နည်းနည်းလေးပဲရှိရင်တော့သူတို့ကမြင်နိုင်ပါတယ်တဲ့။ ဈေးကွက်တွေကသူတို့ရဲ့ဦးခေါင်းကို290ဒီဂရီလှည့်နိုင်တယ်တဲ့ဈေးကွက်တွေရဲ့လေပင်ရိုးကလူတွေထက်ပုံမလှုပ်ရှားနိုင်တဲ့အတွက်တဲ့သူတို့ဦးခေါင်းကိုနောက်ပြန်လှည့်ကြည့်နိုင်တယ်ဒါပေမဲ့360ဒီဂရီလို့တပတ်ပြည့်အောင်တော့မလည်နိုင်ပါဘူးတဲ့ဈေးကွက်တွေကအတောင်ခတ်တံမထွက်အောင်လည်းပြန်နိုင်တယ်သူတို့ရဲ့အတောင်အမွှေးတွေကလေဟုံကိုညင်သာစွာစီးဆင်းနိုင်တယ်ဒါကြောင့်သားကောင်တွေကသူတို့လာတာကိုလုံးဝမကြားရဘဲနဲ့ သူတို့အလွယ်တကူလေးဖမ်းလိုက်နိုင်တယ်တဲ့ဈေးကွက်မျိုးစိတ်တွေထဲမှာကမ္ဘာအကြီးဆုံးဈေးကွက်နဲ့အသေးဆုံးဈေးကွက်မျိုးစိတ်လည်းရှိပါတယ်တဲ့အကြီးဆုံးဈေးကွက်မျိုးစိတ်ကတောင်ပံအလျား2မီတာရှိပြီးအသေးဆုံးဈေးကွက်မျိုးစိတ်ကတော့တစ်သီးတစ်လုံးအရွယ်ပဲရှိပါတယ်တဲ့ဈေးကွက်တွေရဲ့ထူးခြားချက်ကနရွက်နှစ်ဖက်ကတစ်ဖက်နဲ့တစ်ဖက်အရွယ်စားမတူကြပါဘူးတဲ့အဲ့လိုအရွယ်စားမတူညီတာကပဲတားကောင်ရဲ့တည်နေရာကိုတိကျစွာခံမှန်းနိုင်ပါတယ်တဲ့ ဒီကွက်တွေကကမ္ဘာနေရအနှံ့မှာနေထိုင်ကြပြီးမြန်မာနိုင်ငံမှာလည်းတစ်တောတွေတောင်တန်းတွေထဲမှာတွေ့နိုင်ပါတယ်တဲ့ဒီကွက်တွေကနေကင်းဘက်မှာတော့မပြန်တန်းကြပါဘူးတဲ့ဘာဖြစ်လို့လဲဆိုတော့သူတို့ရဲ့မျက်လုံးတွေကနေဘက်အလင်းရောင်မှာကောင်းကောင်းမမြင်ရပဲညဘက်မှာသာပုံမြင်ရတာမို့လို့ပါတဲ့ကဲဒီကွက်အကြောင်းသိပြီဆိုတော့မိန်းကုံးလေးတွေဖြစ်ကြည့်အောင်နော်ဒီကွက်ရဲ့ထူခြားချက်ကဘာလဲတဲ့ နရွက်နှစ်ဖက်ကတစ်ဖက်နဲ့တစ်ဖက်အရွယ်စားမတူညီဘူး။နှစ်ခြေထောက်နှစ်ချောင်းကတစ်ဖက်နဲ့တစ်ဖက်အရှိအတူမတူဘူး။ဟုတ်ပါရဲ့ဇီးကွဲရဲ့ထူကြချက်ကနရွက်နှစ်ဖက်ကတစ်ဖက်နဲ့တစ်ဖက်အရွယ်စားမတူညီရပဲဖြစ်ပါတယ်။ကဲနောက်ထပ်အကောင်လေးတွေကိုထပ်ပြီးနားထောင်ကြည့်အောင်နော်။ချီပါဒါတမမီမီတို့ဒီနေ့ပြောပြမှာတော့လင်းတို့ရဲ့အကြောင်းပဲဖြစ်ပါတယ် လင်းတို့တွေဟာငှက်မဟုတ်ဖဲနဲ့နိုးတိုက်တတဝါဖြစ်ပါတယ်။တခုတည်းသောပြန်တန်းနိုင်တဲ့နိုးတိုက်တတဝါပါတဲ့။သူတို့ရဲ့အရေးပြားဟာပါပြီးအတောင်မှဟာလက်ချောင်းယူတွေနဲ့ဖွဲ့စည်းထားပါတယ်တဲ့။ညဘက်မှာသာအစာရှာရင်လင်းတို့အများစုဟာညဘက်မှာသာအသီးတွေပိုးမွှားတွေရှာဖွေစားတောက်ပြီးတော့အတန်လှိုင်းတွေကိုနားဆွင့်ပြီးအမှောင်ထဲမှာလမ်းရှာနိုင်ပါတယ်တဲ့။လင်းတို့မှာမှ အသီးတွေကိုပဲစားတဲ့လင်းတို့နဲ့သွေးစုပ်တဲ့လင်းတို့ဆိုပြီးတော့နှစ်မျိုးရှိပါတယ်။မြန်မာပြည်မှာတော့သစ်သီးစားတဲ့လင်းတို့တွေသာရှိပြီးတော့သွေးစုပ်တဲ့လင်းတို့တွေကတော့တောင်အမေရိကမှာပဲအဓိကနေပါတယ်။သစ်သီးစားတဲ့လင်းတို့တွေကတော့သဘာဝအတွက်အရေးပါတဲ့အကောင်တွေဖြစ်ပါတယ်။သူတို့တွေကဝိမုံကူးခြင်းနဲ့အစီအပြန်ဖြန့်ခြင်းလိုသဘာဝဖြစ်စဉ်တွေကိုအကူအညီပေးတာကြောင့်ပါတဲ့။ လင်းနို့တွေကအုပ်စုလိုက်နေထိုင်တတ်ပါတယ်တဲ့လင်းနို့တွေဟာဂူတွေထဲမှာတစ်ပင်အကိုင်းခတ်တွေမှာအုပ်စုဖွဲ့ပြီးတော့နေထိုင်ကြတယ်သူတို့တွေဘလောက်များလဲဆိုရင်တစ်ခါတလေသူတို့အုပ်စုကအတောင်ရာနဲ့ခြေပြီးတော့တွေ့ရတတ်ပါတယ်တဲ့အဲ့လိုမျိုးဂူတွေတစ်ပင်အကိုင်းခတ်တွေမှာနေရင်လဲသူတို့ဟာသူတို့ခြေထောက်နဲ့တွဲလောင်းဖို့ပြီးတော့နေထိုင်တတ်ကြပါတယ် လင်းတို့တွေဟာကမ္ဘာအသက်ရှည်ဆုံးနှုတ်တိုက်တတ္တဝါတွေထဲမှာပါဝင်ပြီးတော့တချို့မျိုးစိတ်တွေဆိုရင်နှစ်30ကျော်အထိရှင်သန်နိုင်ပါတယ်တဲ့။တို့ကြောက်စရာမလိုပဲတဘာဝပါဝင်ခြင်းအတွက်အရေးပါတဲ့အကောင်းလေးတွေဖြစ်လို့တို့တဘာဝအတိုင်းပဲနေထိုင်ခွင့်ပေးလို့ရပါတယ်တဲ့။ကဲလင်းတို့တွေအကြောင်းသိပြီဆိုတော့မိကုံးလေးတွေဖြည့်ကြည့်အောင်။လင်းတို့တွေကဘယ်လိုနေထိုင်ကြလဲ။တက်တကောင်နဲ့တီးတီးတန့်တန့်နေတယ်။နှစ်အုပ်စုဖွဲ့ပြီးနေထိုင်ကြတယ်။ ဟုတ်ပါရဲ့အုတ်စုဖွဲ့ပေးနေရဆိုရင်တော့အကေလေးတွေမှန်ပါရဲ့။ကဲနောက်ထပ်အကောင်လေးတွေကိုဆက်ပြီးလေ့လာကြည့်ရအောင်။ C R O W Crow သတ္တမင်းမျိုးတို့အတွက်အခုပြောပြပေးမယ့်အကောင်ကတော့ကြီးကန်းလေးဖြစ်ပါတယ်။ကြီးကန်းကတော့သတ္တမင်းမျိုးကိုနေရတိုင်းမြင်တွေ့နေကြအကောင်လေးလိုဖြစ်မှာနော်။သတ္တမင်းမျိုးတို့ပတ်ဝန်းကျင်မှာအအနဲ့ခေါ်တတ်တဲ့အနက်ရောင်ကြီးကန်းတွေကအလုံးညံကောင်းတဲ့အငှက်လေးတွေဖြစ်ပါတယ်။ ကြီးကန်းတွေဟာလူရဲ့မျက်နှာပေါ်တော့မှပဲတေချာမှတ်မိနိုင်ပါတယ်တဲ့ကြီးကန်းတွေဟာမိသားစုအုပ်စုလိုက်နေထိုင်တတ်ပြီးတကောင်နဲ့တကောင်ကူညီကြပါတယ်တဲ့သူတို့အဖွဲတွေကတကောင်ကောင်အနေရဲ့ကြားရောက်ရင်တော့အခြားကြီးကန်းတွေကိုခေါ်ဖို့အထူးအတန်ထွက်နိုင်ပါတယ်တဲ့ကြီးကန်းတွေဟာအစာအစာကိုစူဆောင်းတတ်တယ်။သူတို့ဟာအစာပိုတွေကိုမြေကြီးထဲမှာဖွက်ထားပြီးတော့ရက်တက်တက်ပတ်ပေါင်းများစွာအထိသူတို့ဖွက်ထားတဲ့နေရာကိုမှတ်မိနိုင်ပါတယ်တဲ့။တစ်ခါတလေအ ခြားကြီးကန်းတွေကိုလှည့်ပြဖို့တကယ်အစားစာမဟုတ်တဲ့တခြားပစ္စည်းတွေကိုလည်းအတုအယောင်နေနဲ့ဖွက်တတ်ကြသေးတယ်တဲ့ကြီးကန်းတွေဟာလူတွေနဲ့အတူနေထိုင်နိုင်စွမ်းရှိတယ်ကြီးကန်းတွေဟာမြို့ပြနေရာတွေမှာပါကောင်းကောင်းနေထိုင်နိုင်ကြ ယ်လူတွေစွန့်ပြစ်တဲ့အမိုက်တွေက အစားအစာတွေကိုရှာဖွေရမှာကြွန့်ကျင်ကြတယ်နောက်ပြီးလူတွေရဲ့အသုံးဆောင်တွေအင်းကြီးချိတ်တွေကလစ်တွေပလတ်စတစ်ကြိုးတွေအဲ့လိုအရာတွေကိုလည်းသူတို့ကအိမ်ကနေယူပြီးသူတို့အတိုက်မှာသွားပြီးရောအတိုက်ဖွဲ့ဆောက်လုပ်တတ်ကြပြီးတဲ့ကြီးကန်းတွေကယာတိဥတုကိုခံမှန်းနိုင်တယ်။မိုးလေဝသအခြေအနေကိုသူတို့ကကြိုသိတတ်ပြီးမုန်တိုင်းမကြမီအစာပိုစုတတ်ပါတယ်တဲ့။သူတို့ရဲ့အပြုအမူကိုကြည့်ပြီးယာတိဥတုခံမှန်းနိုင် ြီးကန်းတွေဟာအသက်ရှည်တဲ့အငှက်တမျိုးဖြစ်တယ်။ကြီးကန်းတွေဟာ8နှစ်10နှစ်ထိအသက်ရှင်နိုင်ပြီးတော့သူတို့ကိုမနှောက်ရှက်ပဲတေချာလေ့လာခြင်းရဲ့အလွန်ကိုစိတ်ဝင်စားစရာကောင်းတဲ့အငှက်လေးတွေဖြစ်ပါတယ်တဲ့။ကဲအခုကြီးကန်းတွေအကြောင်းသိပြီဆိုတော့မိကုံးလေးတွေဖြည့်ကြည့်ရအောင်။ကြီးကန်းရဲ့အယောင်ကဘာယောင်လဲ။တက်မိကိုးယောင်။နှစ်အနက်ယောင်။သုံးအဝါရောင်ဟုတ်ပါတယ်ဒီကံတွေကအနဲ့ရမှာ ကဲအခုကြီးကန်းတွေအကြောင်းသိပြီဆိုတော့တသမီးမီတို့ပတ်ဝန်းကျင်မှာကြီးကန်းတွေကိုမြင်ရင်လေသူတို့ဘာတွေလုပ်နေလဲဆိုတာလိုက်ပြီးတော့စူးစမ်းကြည့်နော်။ကဲနောက်ထပ်အကောင်းလေးတွေအကြောင်းဆန္ဒထောင်ရအောင်နော်။